သက်ကြန့်ခိုင်စေရန်နီလန်လေးမျိုးဒီနီလန်လေးခုကိုတော့ကျွန်တော် website တစ်ခုမှာတွေ့ရှိခဲ့တာပါဒီနီလန်တွေကိုဘသူတွေသုံးလဲဆိုတာသင်သိရင်အံ့ဩသွားပါလိမ့်မယ်ဒီနီလန်တွေကို အသုံးပြုသူတွေကတော့ Navy Seal နဲ့ Olympic ကစားသမားတွေပါဒီနေရာမှာ Olympic ကစားသမားတွေကိုတော့စာဖတ်သူကောင်းကောင်းသိနိုင်ပေမဲ့ Navy Seal ဆိုတာကတော့မသိသေးသူတွေအတွက်ရှင်းပြရှင်းပါတယ် Navy Seal ဆိုတာ အမေရိကန်နိုင်ငံမှာအကောင်းဆုံးအကြံ့ခံဆုံးစစ်သားတွေပါဩစမာဘင်လာဒင်ကိုနှင်းနှင်းခဲ့တာနေဗီဆေးအဖွဲ့တွေပါကပတင်ဖိလီဆိုတဲ့တကယ့်ဖြစ်ရမန်ကိုပြန်ရိုက်ထားတဲ့ဖြစ်ပြက်မှလည်းနေဗီဆေးအဖွဲ့သားတွေပဲတွားရကေစေခဲ့တာပါဒါဟာဥပမာနှစ်ခုလောက်ပဲဖြစ်ပြီးအရှာထုထုရွှွန်ရွှွန်ပြောင်ပြောင်မြောင်မြောင်ဆောင်ရွက်ခဲ့တာတွေအများကြီးပါပဲနေဗီဆေးအဖွဲ့တွေကိုဝင်ရဖို့ဆိုတာတုံယုံတန်ယုံစိတ်တဲ့ကြံ့ခိုင်မှုနဲ့မရပါဘူးတော်တော်များများ နေဗီဆေးစစ်သားတယောက်ဖြစ်ရှင်ပေမဲ့လက်ကျင်ရင်းမှတင်လှစ်ပြန်ခဲ့ရသူတွေရှိပါတယ်။အမေရိကန်နိုင်ငံအတွက်အတူဆုံးစစ်သားတွေကိုမွေးထုတ်ပေးနေတဲ့နေရာလေးဖြစ်ပါတယ်။သူတို့ရဲ့လက်ကျင်အစီအစဉ်တွေဟာတာမန်စစ်သားတွေနဲ့မတူပါဘူး။ပုံမပြင်းထန်ပါတယ်။သူတို့လက်ကျင်အစီအစဉ်တွေသူတို့ရဲ့တာမန်မှုတွေကိုသိရှင်တော့လုံးဆူပိုက်ပါဆိုတဲ့နာမည်ကြီးဇာတ်ကားကိုကြည့်ရှုနိုင်ပါတယ်။ဒီလိုမျိုးကြက်ညက်ခိုင်တဲ့စစ်သားတွေကိုခန္ဓာကိုယ်ပဲတာမန်အောင် လက်ကျင်ပေးခဲ့တာမဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာမြင်မားစေဖို့နီလန်းများစွာနဲ့တင်ကြားလက်ကျင့်ပေးခဲ့တာပါဒီလိုပါပဲအပြိုင်ဆိုင်များတဲ့အိုလံပစ်ကစားပွဲကြီးအတွက်လက်ကျင့်နေရတဲ့ကစားသမားတွေမှာလေစိတ်သက်ကြံ့ခိုင်ဖို့လိုပါတယ်အခုဖော်ပြပေးမယ့်နီလန်းလင်းမျိုးကနေဗီဆင်းမာရောအိုလံပစ်ကစားသမားတွေကိုလက်ကျင့်ပေးရမှာရောအတုံးပြူတဲ့နီလန်းတွေပဲဖြစ်ပါတယ်နေဗီဆင်းတွေကရန်သူတွေနဲ့ရင်ဆိုင်တွေ့ရမှာအသက်အန္တရာယ်နဲ့ရင်ဆိုင်ရမှာစိတ်သက်ပိုင်းဆိုင်ရာတည်ငြိမ်ဖို့ ဒီနီလန်းတွေကိုအသုံးပြုပြီးအိုလံပစ်ကစားသမားတွေကိုပြိုင်ဘက်နဲ့ရှင်ပြန်ရမှာတကမ္ဘာလုံးကစောင့်ကြည့်နေချိန်မှာစိတ်သက်တင်ငြိမ်ဖို့ဒီနီလန်းတွေကိုအသုံးပြုပါတယ်ဒီနီလန်းတွေဟာကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာလေအသုံးဝင်တဲ့နီလန်းတွေပဲဖြစ်ပါတယ်ဒါကြောင့်အမှသူတို့သုံးတဲ့နီလန်းလင်းမျိုးကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်1အကောင်းဘက်ကတွေ့ပြီးတင့်ကိုတင်ပြောပါတင်းရဲ့ဦးနောက်ကအချိန်တိုင်းမှာအလုပ်လုပ်နေပါတယ်ဦးနောက်ထက်မှာ1မိနစ်အတွင်း င့်ကိုယ်တင်စာလုံးရေပေါင်း300ကနေ1000ကျားပြုံးနေတယ်လို့သိပ္ပံပညာကဆိုပါတယ်။အိုလံပစ်ကစားသမားတွေရော DBC အဖွဲ့သားတွေရောအကောင်းမြင်တဲ့အတွေ့တွေကအကျိုးရှိကြောင်းကိုသဘောတူကြပါတယ်။ပြိုင်ပွဲမဆခင်မှာကျွန်တော်စိတ်တွေကိုတက်တောင်းတတာဖြစ်အောင်အနာပေးထားပါတယ်။ပြီးတော့ကိုကိုကိုစကားတွေပြန်ပြောပါတယ်။ပြောတဲ့စကားတွေကအကောင်းဘက်ကချေပါပဲ။အဲ့ဒီလိုပြောရင်းနဲ့ကျွန်တော်အမှားရင်းလုံးဝလုံးမိမှာမဟုတ်ဘူးလို့ခံစားမိလာပါတယ်။ကျွန်တော်လုံနိုင်တယ်လို့လေယုံကြည်လာပါတယ်လို့ အိုလံပစ်ကစားသမားတယောက်ကပြန်လည်ပြုတ်ပြခဲ့ပါတယ်။ဆေးအဖွဲ့သားတွေကလည်းဒီနီးလန်းကိုပဲအသုံးပြုပါတယ်။ဒါပေမဲ့သူတို့အသုံးပြုတဲ့ပုံကပေါ်ကြောက်ဖို့ကောင်းပါတယ်။ဘလောက်များကြောက်စရာကောင်းလေဆိုတာပြုတ်ပြပါမယ်။အရင်ဆုံးသင်တန်းသားကိုရင်ငေါဝက်စုံဝက်ပေးလိုက်ပါတယ်။နောက်မှအသက်ရှူဖို့အောက်ဆီဂျင်ဘူးပါပါတယ်။ပြီးတော့ရေစငုပ်ရပါတယ်။နောက်မှသင်တန်းနီးပြားကလည်းအတူတူလိုက်ပြီးငုပ်ပါတယ်။အောက်ကိုရောက်သွားတဲ့အချိန်မှာတော့သင်တန်းနီးပြားက င်နန်းသားရဲ့ဗစက်မှာတက်ထားတဲ့အသက်ရှူကိရိယာခေါင်းကိုဖြုတ်လိုက်ပါတယ်။အဲ့ဒီအသက်ရှူကိရိယာခေါင်းကိုနောက်ဘက်ကဘူးမှာပြန်ပြီးရှိပါတယ်။အဲ့ဒါကိုတင်နန်းသားကပြန်ဖြေပြီးနှာခေါင်းမှာတက်ရမှာပါ။လူတွေလို့တင်ထင်ပါသလား။တင်ရေအောက်ကိုငုပ်ဘူးပါသလား။ရေထဲမှာလူတွေဟာကြောက်စိတ်ပေါ်ပြီးရှိလက်ရှိတယ်ဆိုတာရောတင်သိပါသလား။တင်တည်တဲ့ဆိုရင်ဒီအချင်းနဲ့ဟာဘလောက်များကြောက်ဖို့ကောင်းလိုက်မလဲဆိုတာကိုရှင်းစာမိမှာပါ။ ဒီလိုအခြေအနေမျိုးမှာတင်းအုံနာကငါတရတော့မယ်ငါတရတော့မယ်ဆိုပြီးအချိန်ချင်းအိုနေပါပြီဒါပေမဲ့တင်းထန်းသားတယောက်အနေနဲ့အဲ့ဒီလိုတွေးနေုံနဲ့မပြီးပါဘူးလက်ကျင်ထားတဲ့အတိုင်းရှိထားတဲ့ကိရိယာကိုဖြုတ်ပြီး၎င်းမှာပြန်လည်တက်ရမှာပါဒါမှအသက်ပြန်ရှူနိုင်မှာဖြစ်ပါတယ်ဒီလိုပြန်ဖြုတ်ဖို့ဆိုတာလှုပ်ရှားနေတဲ့စိတ်နဲ့ဘလို့မှမဖြစ်နိုင်ပါဘူးဒုတိယဟာတည်ခြင်းတရားနဲ့ကြုံတွေ့တဲ့အခါမှာစိတ်အမြင်လှုပ်ရှားလေရှိပါတယ်ဒါပေမဲ့စစ်သားတယောက်အတွက်ဒီလိုလှုပ်ရှားနေလို့မရပါဘူး စိတ်ငြိမ်ငြိမ်ထားပြီးခြိထားတာကိုဖြုတ်ရပါတယ်။ဒါပေမဲ့နီးပြားကတက်ပြေးတဲ့အခါမှလည်းပြန်ပြီးဖြုတ်ပါတယ်။မိနစ်20လောက်အထိဖြုတ်ပါတယ်။အဲ့ဒီမိနစ်20ကိုကြိုဖြတ်နိုင်မှဒီလက်ကျင်ခန်းကိုအောင်မြင်တာပါ တကယ်လို့ပထမတစ်ခါမှမဖြုတ်နိုင်ဘူးဆိုရင် အခွင့်အရေးလေးကျင်အထိပေးပါတယ်ဘာလို့လဲဆိုတော့လူ9ယောက်မှတယောက်ယောက်ပဲပထမဆုံးအကြိမ်မှာပြန်ဖြေနိုင်လို့ပါဒီဗီဒီယိုကိုအင်တာနက်ပေါ်မှာပြန်လည်ရှာဖွေပြီးကြည့်ရှင်နေဆိုရင်တော့ ABC အဖွဲ့တွေရဲ့လက်ကျင်ခန်းပုံရိပ်တွေကိုကြည့်ရှင်တော့ င်တာနက်ပေါ်မှာရှာဖွေကြည့်ရှုနိုင်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးရင်ဘလောက်များကြောက်စရာကောင်းလိုက်သလဲဆိုတာသင်သဘောပေါက်သွားပါလိမ့်မယ်။ဆေးအဖွဲ့သားတွေဟာသက်ရှူလို့မရရင်တော့ကြောက်လို့မရပါဘူး။ဒီလိုအခြေအနေမျိုးကိုယုံထွက်နိုင်ဖို့သူတို့ကသူတို့ positive စကားတွေပြောရပါတယ်။ဒါမှသူတို့အခြေအနေကိုဖြစ်ကျွနိုင်မှာဖြစ်ပါတယ်။သင်ရောဒီနီးလန်းကိုဘလို့အသုံးပြုနိုင်မလဲ။အလောက်မှာလူရှိသူရှိမှာ presentation တစ်ခုခုလုပ်ရဖို့ရှိပါသလား။ကြောက်နေပါသလား။သင်ကုန်တဲ့အကောင်းမြင်ပါ။သင်လုံနိုင်ကြောင်းသင်ကုန်တဲ့အားပေးပါ။ positive ဖြစ်တဲ့ဇာတ်တွေကိုပဲတင့်ကိုတင်ပြောပါအဆိုးမြင်တဲ့သူနဲ့အကောင်းမြင်တဲ့သူတွေတွဲပုံဘလို့ကွာလဲဆိုတာအောက်မှာဖော်ပြထားပါတယ်အဆိုးမြင်တဲ့သူတွေတွဲတဲ့အတွေ့၃မျိုးနံပါတ်၁ဆိုးရတဲ့ဖြစ်ပျက်တွေဟာအချိန်ကြာကြီးဖြစ်လိမ့်မယ်ဘရောမှငါဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးနံပါတ်၂ဆိုးရတဲ့ဖြစ်ပျက်တွေဟာအချိန်မရွေးဖြစ်နိုင်တယ်ငါဘသူ့ကိုမှယုံလို့မဖြစ်ဘူးနံပါတ်၃ငါဒီအရာမှမတူပါဘူးလေစသဖြင့်အဆိုးမြင်တဲ့သူတွေတွဲလိရှိပါတယ် အကောင်းမြင်သူတွေတွေးလို့ရှိတဲ့အတွေ့အကြုံမျိုးနံပါတ်၁ဆိုးရွားတဲ့ဖြစ်ပျက်တွေကအရာကြီးပါပဲတခါတလေဆိုးရွားတာတွေဖြစ်တဲ့ပင်မဲ့ဒါဟာအမြဲတမ်းမဟုတ်ပါဘူးနံပါတ်၂ဆိုးရွားတဲ့ဖြစ်ပျက်တွေဟာတခါတလေပဲဖြစ်တတ်ပါတယ်မကြမင်းပျောက်သွားပါလိမ့်မယ်နံပါတ်၃ငါဒီအရာကိုလုံနိုင်ပါတယ်ဒီနေ့မလုံနိုင်တာကံမကောင်းတဲ့နေ့မို့ဖြစ်ပါလိမ့်မယ်နောက်တစ်ချိန်ငါလုံနိုင်ရမယ် ။တင့်ကိုတင်စကားတွေပြန်ပြောတဲ့အခါဒုတိယအမျိုးအစားဖြစ်တဲ့အကောင်းမြင်သူဖြစ်ပါစေ။တင်အရင်ကထက်ပိုပြီးအောင်မြင်လာပါလိမ့်မယ်။နံပါတ်1ပန်းတိုင်များသတ်မှတ်ပါ။ဒီစကားကတော့တင်ကြားဘူးနေကြဖြစ်မှာပါ။ဒါပေမဲ့တင်တကယ်ရောလိမ့်နာဖြစ်ရလား။တင်ခုဘာတွေပြီးမြောက်အောင်လုပ်ဖို့လိုလဲပြန်ပြီးစဉ်းစားပါ။အိုလံပစ်ကစားသမားတွေကိုလစ်လာရမှာတော့သူတို့ကနေ့တိုင်းပြီးမြောက်ရမယ့်ပန်းတိုင်တွေရှိနေပါတယ်သူတို့ကနေ့စဉ်နေ့တိုင်းပန်းတိုင်အတိုလေးတွေအမြဲချမှတ်ထားပြီး အဲ့ဒီပန်းတိုင်လေးတွေကို ပြီးမြောက်အောင်ဆောင်ရွက်လေရှိပါတယ်အဲ့ဒီပန်းတိုင်ရီမန်းချက်အသေးစားလေးတွေပေါ်မှာလေအပြည့်အဝအာယုံစူးစိုက်လေရှိပါတယ်အလားတူပါပဲနေပြည်တော်အဖွဲ့သားတွေဟာလေဒီလိုပန်းတိုင်အသေးစားလေးတွေချမှတ်ပြီးလက်ကျင့်လေရှိပါတယ်တခါတလေရီမန်းချက်ပန်းတိုင်ကတည်တည်လေးပါသူတို့ခန္ဓာကိုယ်တွေကကြွက်သားတွေကအနားယူရှင်ပေမဲ့အဲ့ဒီပန်းတိုင်တည်တည်လေးကသူတို့ကိုဆက်လက်ပြီးစူးစမ်းနေစေပါတယ်နေပြည်တော်တပ်ဖွဲ့အတွက် ရွေးချယ်ခံနိုင်ရတဲ့သူတွေဟာဒီလိုပန်းနိုင်လေးတွေရှတ်မှတ်တတ်ဖို့လက်ကျင်ထားရပါတယ်။ဥပမာမနက်မိုးလင်းချိန်ကနေနေ့လယ်စာစားချိန်အထိလုံရမယ့်အရာတွေကိုအကောင်းဆုံးလုပ်မယ်လို့စိတ်ထဲမှာသတ်မှတ်ထားတာမျိုးပါ။နေ့လယ်စာကတစဉ်ညစာအထိကိုနောက်ထပ်ပန်းတိုင်အတိုတစ်ခုထပ်ပြီးသတ်မှတ်ထားပါတယ်။အဲ့ဒီပန်းတိုင်တည်တည်လေးတွေအောင်မြင်သွားရင်ရောဘာဆက်လုပ်မလဲ။စစ်တပ်သားတွေကနောက်ထပ်ပန်းတိုင်တစ်ခုအမြင်သတ်မှတ်ပါတယ်။ပန်းတိုင်တွေအမြင်နဲ့အဆက်မပြတ်သတ်မှတ်ထားပါတယ်။ အာယုံစူးစိမ်မှုကဒီလိုလက်ကျင့်မှုကြောင့်တွတ်တက်လာပါတယ်ဆေးတက်ဖွဲ့ရဲ့အရာရှိတရားကဒီလိုအမြဲတမ်းအဆက်မပြတ်တွတ်တက်အောင်တင်ယူ လက်ကျင့်နေခြင်းဟာအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒုတိယဟာသူ့ကိုယ်သူပြစ်ဆုံးပြီလို့ထင်ပြီးဆက်မကြိုးစားတဲ့နေ့သူကြာရှုံးတော့တာပါပဲတင်းကိုတင်းပြစ်ဆုံးနေပြီလို့ဘရောမှမခံစားသင့်ပါဘူးတကယ်လို့အဲ့ဒီလိုချင်းနေရင်တော့တင်းမှားနေပါပြီလို့ဆိုပါတယ်ဒီအချက်ကကျွန်တော်တို့လက်တွေ့ဘဝမှာဘလို့အသုံးချမလဲ ဥပမာအနေနဲ့ကျွန်တော်ဒီစာအုပ်ကိုရေးနေတဲ့အချိန်မှာအခြားအလုပ်တွေအရန်ကိုများနေခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ကိုတမျက်နှာရေးမယ်ဆိုတော့ပန်းတိုင်အသေးလေးရှားခဲ့ပါတယ်။အဲ့ဒီပန်းတိုင်အသေးစားလေးကိုပဲအောင်မြင်အောင်ကြိုးစားပါတယ်။နောက်တစ်ခုကစာရင်းနေရင်နဲ့အခြားစီအာရုံရောက်သွားတတ်တာကိုကာကွယ်ဖို့အတွက်ကျွန်တော်စာတစ်ပိတ်ပြီးမှအခြားတစ်ခုခုကိုထပ်ပြီးလုပ်မယ်လို့ပန်းတိုင်အသေးလေးရှားမှတ်ထားပါတယ်။အကျိုးကျေးဇူးကတော့အခုကျွန်တော်စာအုပ်ကိုသင်ဖတ်နေရပြီမဟုတ်လား။ နောက်တစ်ခုကကျွန်တော်စစ်တပ်တွေအရင်ကထက်ပိုပြီးတံမာလာပါတယ်ကျွန်တော်မှာပန်းနိုင်လဲတွေအများကြီးရှိနေတဲ့အတွက်အခြားစိတ်ညစ်စရာမစင်စမ်းမိတလို့ပါပဲတင်ရောဘာလုပ်နေလဲစာအုပ်ဖတ်နေတာလားဖတ်နေရင်အခြားအရာတွေခေါင်းတွေဝင်လာတာလားဒါဆိုရင်ပန်းနိုင်အသေးလေးစပီးရှာပါစာတမျက်နှာကိုပြီးအောင်အာယုံစူးစိတ်ပြီးဖတ်မယ်လို့ဆုံးဖြတ်ချက်ရှာလိုက်ပါတအုပ်လုံးကိုမစိုးလိုပါဘူးတမျက်နှာလေးပါပဲအဲ့ဒီပန်းနိုင်လေးကိုအောင်မြင်တော့မှနောက်နောက်ထပ်ပန်းနိုင်တစ်ခုရှာမှတ်ပါ သင်အင်္ဂလိပ်စာလေ့လာနေလားမတွတ်တတ်ဘူးလို့ခံစားနေရလားဒီနီးလန်းကိုလက်တွေ့အသုံးချကြည့်ပါဥပမာတညကိုစာလုံးသင်၅လုံးကျက်ပြီးနောက်နေ့အင်္ဂလိပ်လိုပြောဖြစ်ခဲ့ရင်၃လုံးလောက်စကားပြောရင်သုံးမယ်လို့ရည်မှန်းချက်ချတာပါနောက်နေ့မှအဲ့ဒီရည်မှန်းချက်သေးသေးလေးကိုအောင်မြင်အောင်ကြိုးစားပါရည်မှန်းချက်လေးကသေးလို့အထင်မသေးပါနဲ့ရောမမျိုးကြီးကိုတနေ့တည်းတိဆောက်ခဲတာမဟုတ်ပါဘူး မိုင်းထောင်ချီတဲ့ခရီးကိုလေခြေတလန်းနဲ့ပဲစားရပါတယ်ဒီတော့နေတိုင်းအချိန်တိုင်းမှာရီမန်းချက်ပန်းတိုင်းအသေးလေးတွေရှာမှတ်ထားပါတင်းရဲ့စိတ်ဓာတ်လေးအရင်ထက်ပိုတန်မာလာပြီးတင်းလိုချင်တာတွေလေဘဝမှာဖြစ်မြောက်လာပါလိမ့်မယ်အခုနီလန်းနှမျိုးပြိုးပြပြီးသွားပါပြီအကောင်းလေးမြင်တတ်ပြီးရီမန်းချက်ပန်းတိုင်းလေးတွေလေရှာမှတ်တတ်ပြီးဒါပေမဲ့မျိုးလေးမထားတဲ့ပြဿနာတွေရှိလာရင်ရောဘလို့ဖြစ်ရှင်းမလဲဒီအတွက်နီလန်း၃ခုကိုဆက်နားထောင်ကြည့်ပါနံပါတ်3မြေယုံကြည့်ပါ မျက်လုံးကိုမှိတ်လိုက်ပါပြီးရင်တင်သွားခြင်းနဲ့လမ်းကြောင်းကိုစိတ်ကူးထဲမှာစတင်ပြီးရှောက်ပါအခက်ခဲတွေအားလုံးကိုမြင်အောင်ကြည့်ပါယူကြောင်ကြောင်နိုင်တယ်လို့သင်ထင်ပါသလားချစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အတူဆုံးတော့သူတွေဟာဒီလိုအမြင်လက်ကျင့်လက်ရှိပါတယ်အိုလံပစ်ကစားသမားတွေကတော့ဒီအလေးအကျင့်ကိုအထူးပြုပြီးလက်ကျင့်ရပါတယ်လူပေါင်းများစွာကြစ်ခံရတဲ့ခံစားမှုကိုမြင်အောင်ကြည့်ရပါတယ် သူတို့ရောသူတို့ပြိုင်ပွဲမှာအောင်မြင်နေတဲ့ပုံစံကိုလေစိတ်ကူးယဉ်မြင်အောင်ကြည့်ရပါတယ်ဒီလိုပါပဲ Navy Seal အဖွဲ့သားတွေဟာလေအလားတူလက်ကျင့်ရပါတယ်သူတို့ရန်သူကိုရှင်မုံပြီးသွားတဲ့စိတ်ခံစားမှုမျိုးကိုစိတ်ကူးယဉ်ကြည့်ရပါတယ်အဲ့ဒီလိုစိတ်လှုပ်ရှားမှုမျိုးကိုကြွတင်ပြီးထိန်းချုပ်နိုင်အောင်လက်ကျင့်ယူထားရပါတယ်အောင်မြင်မှုနဲ့ခံစားချက်ကိုစိတ်ကူးယဉ်ကြည့်ခြင်းကချစ်ဆက်ဖို့အင်အားတွေအများကြီးရစေပါတယ်ကိုကိုကိုတောင်စင်ပေါ်မှာမမြင်ရောင်းနိုင်ရင်တကယ်လက်တွေ့ဘဝမှာလေအောင်မြင်ဖို့မလွယ်ပါဘူး ခရစ်စတီယာနိုရိုနယ်ဒိုဟာသူ့ကိုယ်သူကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်နှစ်ဖြစ်ရမယ်ဆိုပြီးကြိုးစားခဲ့တာပါသူငငယ်လေးကလေးကသူ့ကိုယ်သူကမ္ဘာအကောင်းဆုံးဘောလုံးသမားအဖြစ်စိတ်ကူးထဲမှာခဏခဏမြေအောင်ကြည့်ခဲမှာတည်ချပါတယ်သင်ရောဒီနီးလန်းကိုဘလို့အသုံးချမလဲမနေ့ပြန်ရုံးမှာ presentation တစ်ခုလုပ်ရဖို့ရှိပါသလားသို့မဟုတ်သင်တန်းမှာရှစ်ထွက်ပြီးစကားထွက်ပြောရဖို့ရှိပါသလားအဲ့ဒီအရာကိုစိတ်ကူးထဲမှာအရင်မြေအောင်ကြည့်ပါဒါပေမဲ့ပြစ်ဆုံးဖို့ကိုစိတ်သေးအရန်မရောက်ပါနဲ့ အရင်ဆုံးကတင်းစိတ်ထဲမှာဒီရာကိုလောက်နိုင်ရမည်ဆိုတာကိုတွဲပါအခြားသူတွေတင်းကိုမင်းနိုင်မဲ့မိကုံးတွေကိုပြင်ဆင်ပါတင်းသာထိုင်ပြီးနားထောင်နေသူဆိုရင်တင်းပါတွေမင်းမလဲထို့အတွက်ပြင်ဆင်ပါဒါပေမဲ့မဖြစ်နိုင်ရောဆိုတဲ့အတွေးကိုဘရောမှမတွဲပါနဲ့အစိုးမြင့်စိတ်တွေဘရောမှဝင်မလာပါစေနဲ့ပြီးရင်တင်း presentation ကြီးပြီးသွားလို့အောက်ကလူတွေတင်းကိုလက်ခုပ်တီးပြီးအားပစ်နေတဲ့ပုံကိုမြင်အောင်ပါယူကြောင်ကြောင်နိုင်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့်ဒါဟာတကယ့်ကိုအသုံးဝင်တဲ့နည်းလမ်းပါကျွန်တော်အင်္ဂလိပ်စာသင်တန်းတက်တုန်းက presentation တော်တော်များများလုပ်ခဲ့ရပါတယ်လောက်တိုင်းလေးအမြင်အောင်မြင်ခဲ့ပါတယ်ဒီနည်းလမ်းရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်ကိုကျွန်တော်ပြန်မြင်တဲ့ပုံရိပ်ဟာအမြင်ကောင်းမွန်ခဲ့ပါတယ်ဒီအချက်ဟာအမြင်အကူအညီပေးခဲ့ပါတယ်ဒါဟာ American Two တပ်ဖွဲ့တွေအနေနဲ့ရှိတဲ့စစ်စင်ရေးတွေလောက်ခါနေတိုင်းအသုံးပြုတဲ့နည်းလမ်းလေးဖြစ်ပါတယ်သူတို့ဟာတမနဲ့လုံးတကယ့်စစ်စင်ရေးမှာဖြစ်လာနိုင်တဲ့အနေအထားတွေကို တွက်ဆက်ရပါတယ်အဆိုးဆုံးဖြစ်နိုင်မဲ့အခြေအနေအထိတွက်ဆက်ပါတယ်အဲ့ဒီအတွက်ကြိုတင်ပြီးပြင်ဆင်လက်ကျင့်ပါတယ်ဖြစ်လာနိုင်တဲ့ဆိုးရွားတဲ့အရာတွေကိုထစ်တွက်ထားပါတယ်ဥပမာဟယ်လီကော်ပတာပြက်ကျခဲ့ရင်ငါတို့ဓာတ်တွေလုံမယ်ငါတို့လေထီးနဲ့ခုံဆင်းတဲ့အချိန်မှာနေရာမှားပြီးရောက်သွားရင်ဓာတ်တွေလုံမယ်ငါတို့ကိုရန်သူကအသာစီးရသွားရင်ငါတို့ဓာတ်တွေလုံမယ်စသဖြင့်အသေးစိတ်ပြင်ဆင်ပါတယ်သင်လေဒီလိုပဲအရာရာကိုပြင်ဆင်ထားတတ်ဖို့လိုပါတယ် ဒါမှအလန့်တကြားမမျိုးလင်းနာရတွေဖြစ်မလာမှာပါဘာပဲဖြစ်လာဖြစ်လာတင်ဟာကြိုတင်မြင်အောင်ပြီးသားဖြစ်တဲ့အတွက်အတန်အသင့်တို့ပြင်ဆင်ထားပြီးဖြစ်မှာပါအကောင်းလေးမြင်တတ်ပြီးရည်မှန်းချက်တွေလေးချတတ်ပြီးမြင်လင်းမြင်အောင်တတ်ပြီးဒါပေမဲ့ဒါဟာအတိုင်းတာတစ်ခုလောက်ပဲလုံလောက်ပါသေးတယ်အားလုံးမြင်အောင်ထားပေမဲ့တကယ်တကယ်တမ်းမှာရွှေ့ပြန့်တတ်တာမျိုးလေးရှိတတ်သေးတာပဲမဟုတ်လားငငယ်တုန်းက ိမ်မှာစာကြက်တဲ့အခါအလွဲ့ရနေပြီးစာမေးဝေးရောက်လို့ရှာရဲတော့မှအမိရာမျိုးကြုံဖူးပါသလားသို့မဟုတ်ပါဇက်ကရွယ်တော်ကတော့အစင်လျှော်ပြီးစာရွက်ပေါ်မှာလေးရှာရဲရောစာလုံးပေါင်းတွေကမသိပေးထားတဲ့အချိန်နဲ့မလောက်စတာတွေဖြစ်တတ်ပါတယ်ဒီလိုအချိန်တွေကိုရောဘလို့ကြုတ်ဖြစ်မလဲနီးလန်းနံပါတ်၄ကတင့်ကိုကူညီပေးပါလိမ့်မယ်နံပါတ်၄ simulation ကိုအသုံးချပါ simulation ဆိုတာကိုအရင်ဆုံးရှင်းပြပါမယ် simulation ဆိုတာ တကယ်လက်တွေ့အတိုင်းအနည်းဆက်ဆုံးလေ့ကျင့်တာကိုပြောတာပါဥပမာပြောရရင်ကျွန်တော်သင်းမောသားမဖြစ်ခင်ကပင်လယ်ထဲမှာတက်မှကန်ရင်ဘလို့ကန်ရမလဲဆိုတဲ့သင်တန်းတစ်ခုတက်ရပါတယ်အဲ့ဒီသင်တန်းမှာစက်ပစ္စည်းတစ်ခုရှိပါတယ်အဲ့ဒီစက်ပစ္စည်းကပင်လယ်ထဲမှာတကယ်သင်းမောတစ်စည်းကို မောင်းရတယ်လို့ခံစားရပါတယ်အရှိမစခရင်အကြီးကြီးနဲ့အခြားသင်းမောတွေကိုလည်းပြားထားပါတယ်ကိုမောင်းတာမမှန်ရင်သူများသင်းမောကိုဝင်တိတ်မိမိစက်ပစ္စည်းကလည်း ုံခါသွားပါတယ်ဒါကို simulation လို့ခေါ်ပါတယ်လက်တွေ့ကြုံရမယ့်အရာနဲ့အနီးဆက်ဆုံးလေ့ကျင့်ရှင်းပါငငယ်ကအစမေးဝေးဖြစ်ကနိုင်မှာအစမ်းစမေးဝေးဆိုတာမျိုးကြုံမှုမြင်ထင်ပါတယ်တကိစမေးဝေးရဲ့ကြာချိန်အတိုင်းစီကံအတိုင်းဖြစ်ဆိုရတာပါဒါကိုလေ simulation လို့ခေါ်ပါတယ်အိုလံပစ်ကစားသမားတွေဟာလေဒီလိုပဲလေ့ကျင့်ရပါတယ်တကယ်ပြိုင်ပွဲကစီကန်းတွေအတိုင်းလစ်ကျင်းရပါတယ်။တခါတလေ ပြိုင်ပွဲမှာဝက်ဆင်မဲ့ဝက်အစားအတိုင်းဝက်ဆင်ရပါတယ်။ ပြီးရင်တကယ့်ပြိုင်ပွဲအစ်စ်လိုစိတ်ထဲမှာတွင်းယူရပါတယ်ဒီလိုရှင်ပြိုင်ရှင်ကြောင့်တကယ့်ပြိုင်ပွဲရောက်ရင်အယမ်းကြီးစိတ်လှုပ်ရှားတော့မှာမဟုတ်ပါဘူးဆေးအဖွဲဟာလေအလားတူပဲလက်ကျင့်ရပါတယ်အိုစမာဘယ်လာဒီစစ်စင်ရင်မှာလေသူတို့ဟာဒီနီးလန်အတိုင်းကြွတင်ပြီးလက်ကျင့်ခဲ့ရပါတယ်သူတို့လက်ကျင့်ရင်ကွင့်မှာအိုစမာဘယ်လာဒီရဲ့အိမ်အတိုင်းအဆောက်အဦဆောက်ပြီးလက်ကျင့်ပါတယ် Navy Seal စစ်ဟာဒီစစ်စင်ရင်ကိုမလုပ်ခင်မှာတကယ်ဖြစ်လာမယ့်အရာတွေအားလုံးကိုတွတ်ဆပ်ပြီးသုံးဘက်ကြောင်လက်ကျင့်ခဲ့ပါတယ် တကယ်စစ်စင်ရဲ့အတိုင်းလေအချိန်ပေါင်းများစွာလစ်ကျင့်ခဲ့ပြီးအချိန်တိုင်းမှာလေမတူညီတဲ့အခြေအနေခက်ခဲတွေကိုထိသွင်းထားပါတယ်ကျွန်တော်တို့စစ်တပ်ထဲမှာဆော်ရိုးတစ်ခုရှိပါတယ်တကယ်စစ်ပွဲဝင်နေတဲ့အတိုင်းလစ်ကျင့်ပါဆိုတဲ့စကားပါဘရောမှပို့ပို့တန်တန်ထားလို့မရပါဘူးငါတို့တကယ်ဖြစ်တော့မှဒါကိုလောက်ကြတာပေါ့လို့ဆင်ခြင်ပေးလို့မရပါဘူးရှက်ရှင်းကိုအောင်မြင်အောင်လုပ်ရပါတယ်ရင်လောက်တင်မှဒူးလောက်ကြမယ်ဆိုတဲ့အတိုင်းပေါ့တကယ်ကိုပြင်းပြင်းထန်ထန်တိုက်ပွဲအတိုင်းလစ်ကျင့်ထားမှတော်ရကြတာပါ လက်ကျင်ရဲ့ကွင်းမှာကအနေရမရှိသေးဘူးလေလက်ကျင်ရဲ့ကွင်းမှာအပီးပြင်းလက်ကျင်ထားမှတကယ့်အကြောက်တရားနဲ့နဖူးတွေဒူးတွေတွေးတဲ့အခါမှာဖြစ်ရှင်းနိုင်တာပါလို့အမေရိကန်ထူတက်ဖွဲ့ဝင်ဘုရှုကြီးမိုက်ခန်နေကပြောခဲ့ပါတယ်တင်ရောဒီနီလန်ကိုဘယ်လိုတောင်းရှာမလဲဥပမာတင်ကလူတွေအများကြီးရှေ့မှာစကားပြောရမှာကြောက်တယ်ဆိုပါစို့ဒီပြဿနာကိုတင်တကယ်တမ်းအလုပ်ထင်းမှာကြုံတွေ့လာတဲ့အခါဘယ်လိုဖြစ်ရှင်းမလဲ the power of introverts in a word that can stop talking ဆိုတဲ့စာအုပ်ကိုရေးခဲ့ပြီးအများရှိမှာစကားပြောတာအရန်ကောင်းတဲ့စာရေးဆရာမဆုဆန်ခန့်ဟာတရှင်ကလူရှိထွက်ရမှာအရန်ကိုကြောက်ရွံ့ခဲ့တဲ့သူတစ်ယောက်ပါ။သူမဒီအခက်ခဲကိုဘလို့မျိုးဖြတ်ကျော်ခဲ့ပါသလဲ။သူမဟာ simulation နီးလန်းကိုအသုံးပြုခဲ့တာပါ။ပထမဦးဆုံးသူမနဲ့အရင်နှင်းဆုံးမိသားစုဝင်တွေရှင်းမှာစတင်လက်ကျင်ခဲ့ပါတယ်။ကျမလူတွေရှင်းမှာထွက်ပြီးစကားပြောရအောင်တော်တော်လေးကိုစူးစမ်းခဲ့ရပါတယ်။ ကျမစလက်ကျင်ခဲ့တာကတော့မိသားစုတွေတငယ်ချင်းအရင်ခက်ခောက်တွေရှိမှာပေါ့ကျမအမားလို့လေဘာမှမဖြစ်တဲ့နေရာမျိုးမှာပေါ့တပြည့်ပြည့်နဲ့လူတွေရဲ့အကြစ်တန်းကိုခံနိုင်လာပါတယ်ဒီရင်တုန်းကအဲ့ဒီလိုအကြစ်ခံရရင်ဒူးတုံနေတတ်ပါတယ်ဒီလိုလက်ကျင်ရှင်ကြောင့်အကြောက်တရားတွေတပြည့်ပြည့်လွတ်ဆင်လာပြီးလူတွေရဲ့မျက်လုံးနဲ့ကျင်သားရလာပါတယ်လို့စုဆန်ကဆိုခဲ့ပါတယ်တင်လေဒီနီးလန်းကိုလက်ကျင်ကျစ်တင်ပါတယ်မိမိအမားလို့လေ ဘာမှမဖြစ်တဲ့နေရာမှာစတင်လေ့ကျင့်ပါတဖြည်းဖြည်းနဲ့အဆင့်တိုးပါတင်းရဲ့ယုံကြည်မှုတွေတိုးတက်လာပြီးကြောက်တရားတွေလည်းရွနေလာပါလိမ့်မယ်တကယ့်အခြေအနေနဲ့တွေ့ကြုံတဲ့အခါမှာလည်းအရာရာကိုရင်ဆိုင်နိုင်လာပါလိမ့်မယ်ဒီနီးလန်းတွေအားလုံးဟာအိုလံပစ်ကစားသမားတွေနဲ့ ABC အဖွဲ့သားတွေအတွက်ပဲအကျုံးဝင်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာလက်တွေ့အသုံးချနိုင်တဲ့နီလန်းတွေရှိပါပဲကျင်းလျှောက်အပြင်စိတ်သက်ကြန့်ခိုင်စေတဲ့နီလန်းလင်းမျိုးကတော့နံပါတ် ကောင်းဘက်ကတွေ့ပြီးတင့်ကိုတင်ပြောပါနံပါတ်1ပန်းတိုင်များသတ်မှတ်ပါနံပါတ်3မြင်အောင်ကြည့်ပါနံပါတ်4 simulation ကိုအသုံးချပါဒီနီးလန်းတွေကိုအသုံးချဖို့ဘလတောင်းဖို့မလိုပါဘူးချမ်းသာဖို့လည်းမလိုပါဘူးအားလုံးဟာကြိုတင်ပြင်ဆင်မှုလက်ကျင်ရှင်ပြင်းပြင်းထန်ထန်စူးစမ်းချင်းတွေကြည့်ပါပဲကျွန်တော်တို့အချက်မှရှိတဲ့ခက်ခဲတွေကကျွန်တော်တို့စိတ်တဲ့ရဲ့တမာမှုနဲ့နှိုင်းရှင်လိုက်ရင်အသေးအဖွဲလေးတွေချစ်ပါပဲတင်းရဲ့စိတ်တဲ့တမာဖို့ဆိုတာ လစ်ကျင့်ယူမှရတာပါအလစ်အကျင့်ကနေအလစ်အထဖြစ်လာတာပါအရင်ကစိတ်သက်ပြည့်ညံ့သူတယောက်ဖြစ်ခဲ့ရင်တော့ဒီစာအုပ်လေးကိုဖတ်ပြီးရင်တော့ပင်စိတ်သက်ပြည့်ညံ့တဲ့သူအဖြစ်ဆက်တည်ရှိနေမှာမဟုတ်တော့ဘူးလို့ကျွန်တော်အကျွင်းမေ့ယုံကြည်ပါတယ်အခုရှင်ကစပြီးစတင်လစ်ကျင့်စူးစမ်းဖို့တိုက်တွန်းလိုက်ပါတယ်ဆုံးထိနာဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်